ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကီမူပါဆိုတော့ဒီ channel ကနေတင်ဆက်ပေးနေတဲ့ Order as a Dad Korea Zombie Series ဆက်လက်တင်ဆက်မှုဖြစ်ပါတယ်ဆိုတော့ channel ကို subscribe လုပ်ပြီးနောက်ခါတော့နှိပ် VPN လေးကိုဖွင့်ပြီးတော့ဗီဒီယိုလေးကို like လုပ်ပြီးအစီအစဉ်ကိုစပါမယ်ခင်ဗျာဒီနေ့မှာကတော့တဖြည်းဖြည်းနဲ့ဇသိန်းကနီးလာတဲ့ Order as a Dad Season အားဆိုရင်တော့အပိုင်း7ကိုရောက်ရှိလာခဲ့ဖြစ်ပါတယ်ဆိုတော့ဒီဘိုင်းမှာဘလိုမျိုးရင်ခုန်စိတ်လုံးရှားစရာဇွန်ဘီတွေနဲ့ထိတ်တဲရင်ဆိုင်သွားမလဲဆိုတော့ဆက်လက်ရှူစားလိုက်ကြအောင်ပါခင်ဗျာ။ ဒီပိုင်းအစားမှာတော့အွန်ဂျိုရဲ့အဖေကဒန်နစ်ကွင်းကိုဖြတ်ပြီးတော့သမီးဖြစ်သူရှိအားစီကိုရောက်လာခဲ့ပါပြီ။အဖေကတော့သမီးလေးအသက်ရှင်နာမြင်ပြီးတော့တင်းတင်းပွေးဖက်ပြီးဗာရီဒန်အရနေသေးလဲလို့ငုံပြီးတော့ကြည်နေရှာပါတယ်။အဲနောက်မှာကျောင်းသားလေးအွန်ဂျိုဖေတကားဖွင့်ပေးလိုက်တာကြောင့်တော်လေးစင်ပြေသွားကြပါတယ်။ဒါတောင်ကျောင်းသားအုပ်စုလေးတကားပွင့်လာတော့အမြန်ထွက်ပြေးကဇုံမီးလေးမလောင်တကားကိုခက်မြန်မြန်ပြန်ပိတ်လိုက်ပါတယ်။အဲနောက်အနန်းခံပြီးတော့လိုက်လာတဲ့ဂွီနန်ကမြားပြစ်ဘက်ကိုရောက်လာပြီးတော့မင်းကျယ်ရှိအားစီကိုရောက်လာခဲ့ပါတယ်။အတန်ကြာအတိုင်းဂွီနန်လိုက်ရှာမိတဲ့ချောင်းဆန်းတို့မတွေ့တာကြောင့်စိတ်ပြတ်သွားပါတယ်။ ်မင်းကျတော့ဂွီနန်ကိုမေးပြီးတော့အစင်ပြေလားလို့ပြောကြလိုက်ပါတယ်ပြီးတော့မင်းကျားသူ့ကိုနှုတ်ဆက်ပြီးတော့အပြင်ကိုထွက်ချင်တဲ့ဂွီနန်ကိုအခုထွက်ရင်သေမာလို့ဇူပူနေခဲ့ပါတယ်ဒါတောင်ဂွီနန်လည်းပြန်လှည့်လာပြီးတော့မင်းကျားကိုဘိုက်စာလားလို့မေးလိုက်ပါတယ်မင်းကျတော့ဘိုက်ရန်စာရာဖို့လို့ပြောလိုက်တဲ့အတွက်ဂွီနန်မင်းကျားကိုဇွဲခေါ်ပြီးတော့နာနာကပ်ပြောကသူကတော့ဘိုက်ရန်ပြည်နေရာကြောင့်မင်းကျအသက်ရှင်တာကံကောင်းနေမှလို့ပြောလိုက်ပါတယ်အဲနောက်ဂွီနန်ချောင်းဆန်းအနှံထက်ရတာကြောင့်အခန်းထဲကိုထတ်ရှာနေပါတယ်ဂွီနန်တိလိုက်တာကတော့ဒီအနှံကမင်းကျဲစီကလာတာဖြစ်နေတော့မင်းကျဲကိုချောင်းဆန်းလို့နဲ့တူရှိနေခဲ့တာလားလို့မေးလိုက်တာပါ ။မင်းကျတော့ချောင်းဆိုင်ကိုမတိတဲ့အတွက်ညင်းနေပြီမိတ်။ဂွီနန်တော့မင်းကျဲကိုကိုက်ချလိုက်ပါပြီ။ဒီဘက်မှာတော့ဖေဖြည့်သူကအွန်ဂျိုအသက်ရှင်အောင်မြင်ပြီးတော့ဝမ်းသာလို့မျက်ရည်တွေကျနေခဲ့ပါတယ်။အွန်ဂျိုကတော့မျက်ရည်တွေဝိုင်းပြီးတော့ဒီကာလာတစ်ချောင်းလုံးသူ့ဖေကိုစောင့်နေခဲ့တာတတော်ကိုကြာပြီလို့ပြောပြလိုက်ပါတယ်။အဲနောက်အွန်ဂျိုဖေကကလေးတွေကိုအဆင်ပြေလားလို့မေးလိုက်ပါတယ်။ကလေးအားလုံးနဲ့အဆင်ပြေတယ်လို့ပြောပြီးတော့တယောက်တစ်ယောက်ကြည့်နေခဲ့ပါတယ်။အနောက်ဥဂျိုရဲ့အဖေကချောင်းဆန်းကိုကြည့်ပြီးတော့ဝမ်းနေစွာနဲ့နှစ်သိမ့်သူကိုဖတ်ထားပေးလိုက်ပါတယ်။အနောက်မှာတော့ဥဂျိုအဖေကကလေးတွေကိုတင်းနစ်စကွင်းကနေထွက်ပြီးတော့ စောက်လို့အခွင့်ကိုကြော်တာနဲ့တောင်ကိုရောက်ပြီမလို့ပြေးမှရမယ်လို့ပြောလိုက်ပါတယ်တကယ်လို့တောင်ကသာကြော်နိုင်ရန်တုံသွားဖို့ပြောနေတော့မှပဲဇိုဘီတကောင်ချိန်နဲ့ပြေးလာနေပါတယ်အဲ့ဒါကြောင့်ချောင်းဆန်းတို့လည်းဇိုဘီလာနေကြောင်းအုံချိုးဖေကိုလှမ်းအောင်ပြောလိုက်ပါတယ်အဲ့နောက်မှာတော့အုံချိုးဖေကပြေးသွားပြီးဇိုဘီခြေထောက်ကိုချိုးလိုက်တာကြောင့်ဇိုဘီကတောင်နဲ့ပြန်မထနိုင်တော့ပါဘူးအုံချိုးဖေလည်းကလေးတွေအလုံးပြေးခိုင်းပြီးသမီးပြေသူလက်ကိုတော့မြဲမြဲကင်ထားလိုက်ပါတယ်ဒိုရန်ဒင်းနစ်ကွင်းနာရောက်ခံပြီးမှတော့ချောင်းသားရဲ့အလုံးကွင်းထဲကိုပြေးဝင်သွားကြပါတယ်အဲ့ဒါကြောင့်ဇိုဘီကလည်းတခုံလို့လိုက်လာပြီးတော့ သူတို့ဒီနဲ့ဇွန်ဘီနဲ့နီးလာနေရကြောင်းဟာရီကမြားနဲ့ပြစ်နေပါတယ်။ဒါမဲ့ဘေးကပေါ်လာတဲ့ဇွန်ဘီကဟာရီကိုခုံအုပ်လိုက်တာကြောင့်ဇူအုံးနဲ့အွန်ဂျိုးဖေတို့လည်းဇွန်ဘီကိုဝိုင်းတိုက်ခိုက်ပြီးတော့ဟာရီကိုဆွဲခေါ်ကတကောင်းအောင်မြန်ပိတ်လိုက်ရပါတယ်။ဒိုနဲ့ចောင်းသားတွေကိုင်းနဲ့ဖြတ်ပြေးနေတော့ဇွန်ဘီကချန်စီအုပ်ပြင်ကနေဝိုင်းနေကြောင်းတစ်ဖက်ကဆောက်လက်စတိုက်ဘက်ကိုထွက်သွားဖို့အတွက်အစင်မပြေဖြစ်လာခဲ့ပါတယ်။အဲနောက်ဒန်နစ်ကွင်းရဲ့ဝင်ပေါက်တကားကြီးပွင့်သွားပြီးတော့ဇွန်ဘီတွေတလောဝင်လာတာကြောင့်သူတို့တွေလည်းဇွန်ဘီတွေကိုတိုက်ခိုက်ရပါတော့တယ်။အွန်ဂျိုးဖေကတော့ចောင်းသားတွေကိုယင်ပြေးခိုင်းပြီးတော့သူကတော့အိတ်ကိုဖွင့်ကကိုင်းထဲမှာခြံနေခဲ့ပါတယ်။ ိုင်နာမာတို့အွန်ကျိုးဖေးကအိတ်ထဲအသင်းပါလာတဲ့ကဲစိအချက်ပြမီးရှို့ဖောက်ပြီးတော့ဇွန်မီတို့ပြကခက်ဝဲဝဲပစ်ထုတ်လိုက်ပါလေအိုင်နာမာတို့အွန်ကျိုးဖေးကအွန်ကျိုးခေါ်ပြီးပြေးဖို့ချောင်းဆန်းအောင်ပြောလိုက်တာပါအွန်ကျိုးကတော့အဖေပြေးသူလက်မောင်းဆွဲပြီးတော့အတင်းတားနေပြီမေအဖေကတော့အွန်ကျိုးကိုလက်မကြည့်တော့ပါဘူးဒုန်နဲ့ခွေးနဲ့မှကြံနေခဲ့တဲ့အွန်ကျိုးဖေကတော့ VC မှုတ်ပြီးတော့ဇွန်ဘီတွေကိုများခေါ်ကအပေါဝါကိုမီးရှူတွေနဲ့ပြစ်နေခဲ့ပါလေ။အိုင်နာမာတော့ဇူရောနဲ့ချောင်းဆန်းလာခဲ့ပြီးမဲ့အွန်ကျိုးဖေကသူ့ကိုထွက်ပြေးခိုင်းလိုက်ပြီးတော့ဇူရောတို့ထွက်သွားချိန်မှာသူ့ကိုယ်သူဒီချန်ထဲမှာပဲတော်ရီနဲ့ဇွန်ဘီတွေမလာနိုင်အောင်အထက်ထက်ခတ်ခါ တမီးဖြစ်သူကိုထွက်ပြေးခိုင်းပြီးတော့သူ့ကိုသူစဒေးလိုက်ပါတော့တယ်။တိမ်မကြခင်မှာပဲဇွန်ဘီတွေအဖေဖြစ်သူကိုကိုက်နေကြပြီးတော့အဖေကတော့တောင်းခိုင်းအုံဂျိုတို့ကိုပဲထွက်ပြေးခိုင်းနေတာပါ။အုံဂျိုကရက်နေပြီးတော့အဖေဖြစ်သူကိုကြောင်ကြည့်နေပေမဲ့ဘေးပပလေးကဇွန်ဘီတွေလာနေအောင်အဖေဖြစ်သူကအုံဂျိုကိုကြည့်ပြီးမျက်ရည်တွေကျလာရင်းနဲ့ပြီးတော့လို့အော်ပြောနေခဲ့ပါတယ်။အဲနောက်မှာတော့တင်းနစ်ကွင်းဘက်ကနေထွက်ပြေးလာတဲ့ចောင်းသားတွေကဆောက်လွေကွင်းဘက်ကိုရောက်လာပြီးတော့ဆောက်လက်စားတိုက်ကြီးတွေဝင်လာကြပါတယ်။ចောင်းသားတွေအနောက်မှာလည်းဇွန်ဘီတွေကအွန်လိုင်းချင်းလိုက်ဝင်လာကြတာပါ။ အထဲကိုရောက်တဲ့အခါမှာတော့နမ်ရာတခုကိုဂျိုသိနေကြအောင်ရှေ့ကိုဆက်မသွားဘူးအော်လိုက်ပါလေအဲနောက်အပြင်ကောင်အောက်ထက်ကောင်ဇွန်ဘီတွေလိုက်လာတဲ့တွာဒုတိယတပ်ကိုတပ်ပြေးရပါတော့တယ်ဒါမှလည်းဘော်ဒါမှာထွက်ပြေးစရာမရှိဘဲပိတ်မိနေတဲ့တွာနမ်ရာတယောက်ပလတ်စတစ်နဲ့ကာထားတဲ့ဗရင်းမောက်တခုအမြန်ရှာပေးလိုက်ပါလေအဲနောက်ចောင်းသားတွေကဗရင်းမောက်အပြင်ဘက်ကိုထွက်ပြီးတော့ညမ်းစင်ဘက်ကိုရောက်လာကြပါလေတကယ်ချင်းတွေကစကားပြောနေတဲ့အတွက်ဇွန်ဘီတွေဗရင်းမောက်နဲ့ခန်းနီးနီးကိုရောက်လာခဲ့ပါလေဒါကြောင့်နမ်ရာတော့တကယ်ချင်းတွေကိုဘာစကားမှပြောဘဲတိတ်တိတ်နေခိုင်းလိုက်တာပါ အချင်းအွန်ကျွားတော့ဖေဖေသူစရိခံလာတော့တွေးပြီးတော့ဇုံမီတွေဒေါသထွက်ကတန်ချောင်းကိုကောက်ကင်လိုက်ပါလေ။ချောင်းဆန်းနဲ့အွန်ကျိုးလက်ထရတန်ချောင်းကိုယူပြီးတော့အဝေးကိုအမြန်ဆုံးလွှတ်ပစ်လိုက်ပါလေ။အဲနောက်အွန်ကျိုးတယောက်အဖေကိုပြန်စင်းစားပြီးတော့ဆိုင်ကြီးတင်ငင်ငိုကြွေးနေတာကြောင့်ဟာရီကအွန်ကျိုးပါဇက်ကိုအုပ်ထားပေးရပါလေ။ဂျောင်းဝင်းကတော့ဇုံမီတွေကအနီးနားရှိနေပြီးတကယ်လို့အတန်ကြာရင်ရောက်လာနိုင်တာကြောင့်ပါ။အဲနောက်မှာတော့ချောင်းဆန်းနဲ့အွန်ကျိုးကိုဖတ်ပြီးတော့နှစ်သိမ့်ပေးပါလေ။ချောင်းဆန်းတော့အွန်ကျိုးကိုငိုချလိုက်ဖို့ပြောပါလေ။အွန်ကျိုးငိုကြွေးနေအကြည့်ပြီးတော့သူတို့ကိုကယ်ခဲ့တဲ့အွန်ကျိုးဖေကိုတနာလို့ဟာရီတို့ကစာမျက်ရည်တွေကြာနေကြပါလေ။ ွန်ဂျိုးဖေကတော့ဒက်နစ်စကွေးနဲ့မှဇုံပြီးဖြစ်နေသတိသွားခဲ့ပြီးအချင်းချင်းမမတ်မိနိုင်ကြတော့တဲ့ချောင်းဆန်းမေးနဲ့တော့သွားပြီးတော့စုံနေခဲ့ရပါတယ်။ဆရာကြီးရဲ့ဗီဒီယိုမှာပါခဲ့တဲ့အတိုင်းတည်တဲ့သူကိုမေးတာလွယ်ပေမဲ့ပြောင်းလဲသွားတဲ့လူကတော့မေးဖို့ခက်တယ်ဆွဲတိုင်းပဲပြောင်းလဲသွားတဲ့လူတွေကတော့မမှတ်မိပဲဂျန်ရီသူတွေကသာမှတ်မိနေတာပါ။တပတ်မှလည်းမင်းကြီးကဇုံပြီးပြောင်းကန်ပြီးတော့ဂွီနန်ထက်ကိုက်မှာကြောက်လို့ထွက်ပြေးနေခဲ့ပါတယ်။ပြီးတော့မင်းကြီးကဂွီနန်ကိုသူတကယ်ချောင်းဆန်းဆိုတာမသိချောင်းပြောလိုက်တာပါ။အဲတော့မင်းကြီးကချောင်းဆန်းဆိုတာဘယ်သူမှန်းတော့မသိရပဲ။ ဂျူနီယာလေးနဲ့အတူတူပွဲကြီးအောင်သွားခဲ့ပြီးတော့သူထောက်တဲ့လွတ်လာတယ်လို့ဂွီနန်အောင်ပြောလိုက်ပါတယ်။ပွဲကြီးအောင်မှန်တီသွားတာကြောင့်ဂွီနန်ကြောင့်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲနောက်ဂွီနန်စဉ်းစားနေတော့မှပဲတတိကောင်းကောင်းနဲ့မင်းကျဲကဘေးမှာရှိတဲ့မြောင်းကိုကောက်ကင်ပြီးတော့ဂွီနန်လဲဘင်းကိုထိုးဆိုင်ပလိုက်ပါတယ်။ဂွီနန်လည်းမြားဆိုင်နေတော့ဘာမှဖြစ်တဲ့တော့မင်းကျဲကကြောက်လန့်ပြီးတော့ခုံမမရှိတဲ့မြားနဲ့လေးကိုသွားယူပါတယ်။ဒရိုနဲ့ရှိမြအိုင်းနဲ့သွားခဲ့တဲ့မင်းကျဲကဇုံမီမဖြစ်ခင်အထိကိုမြားနဲ့ဂွီနန်ကိုပြစ်ပေးမဲ့လွဲချော်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂွီနန်ကြိုက်တာခံလိုက်တဲ့မင်းကျဲပါဇုံမီဘွားရောက်သွားခဲ့ပါပြီ။ အဲနောက်ចောင်းသားတွေကဒီနေရာမှာပဲပြိမိနေခဲ့တာကြောင့်ဘာလို့ရမှန်းမသိဖြစ်နေခဲ့ကြပါလဲမိချင်းကတော့ထွက်ဖို့လမ်းရှာမတွေ့တဲ့အတွက်စိတ်ညစ်နေခဲ့ပြီးတတွတ်တို့ပြောနေခဲ့တာပါဒါတောင်ဇိုမီတွေကြားသွားနိုင်တဲ့အတွက်ဒဲဆူကမိချင်းကိုတိတ်တိတ်နေခိုင်းနေပါလေဒဲဆူကတော့မိချင်းသားရံမတွေ့ခဲ့ရင်ဂျွန်အောင်ထွက်သားမှာမဟုတ်လို့ဂျွန်အောင်သေးတာမိချင်းကြောင့်လို့ပြောလိုက်ပါလေဝူချင်းကတော့အလေကနေဒဲဆူကိုဒီလိုချိန်မှာအားရတွေမပြောဖို့တားလိုက်ပါလေမိချင်းလည်းဂျွန်အောင်သေးတာသူ့ကြောင့်မလို့ဒဲဆူကိုကျေနပ်လာလို့မေးလိုက်တာပါဒါပေမဲ့ဝူချင်းကတော့ဘသူကြောင့်ပဲသေသေးဘသူကြောင့်ပဲရှင်းရှင်းဘာတွေများအရေးကြီးနေလို့လဲလို့ဝူချင်းကပြောလိုက်ပါတယ် ။ဦးကျင်းကတော့သူတို့တွေအမြဲငင်းခုန်နေအဲအเจ้าကိုနားမလည်နိုင်ဖြစ်နေအပြင်ဒီကနေအသက်ရှင်လဲထွားသွားရင်အသက်ရှင်မလာလို့မေးလိုက်တာပါ။ဦးကျင်းကတော့တငယ်ချင်းတွေရောအဖေမေတွေပါတည်သွားပြီဖြစ်တာကြောင့်အသက်ရှင်ပြီးဘာလို့မလဲလို့ပြောလိုက်ပါလေ။မိကျင်းကတော့ဦးကျင်းကိုတည်ချင်တယ်လို့လားလို့မေးတာပါ။မိကျင်းကစီနာတန်းတိုက်ရင်တည်ချင်တာဘာလဲဆိုတာသိမယ်လို့ပြန်ပြောလိုက်ပါလေ။တဲဆိုတော့စီနာတန်းကဂုံစရာလားလို့ဒီလိုပြောလိုက်တာပါ။မီချင်းလည်းဂုံကြဟုံးမို့ကိုတိုင်လှုပ်ကြည့်ဖို့တဲစုကိုပြန်ပြောပါလေမီချင်းကတော့အငယ်ဂျူနီယာတွေကိုနောက်နှစ်ဒီပဲအသက်ရှင်ပြီးတော့ဇီနီယာတန်းတက်ကြည့်လိုက်ပါအောင်လို့ပြောလိုက်ပါလေ အဲ့ဒါမှအငယ်ရီယာဇိုမီနဲ့စီညာတန်းဘရာပူပင်မန်းလဲတိမာပဲလို့ပြောလိုက်တာပါဟာရီကတော့ဘေးမှာထိုင်ကုန်ရဲ့အွန်ချိုးကိုခေါ်ပြီးတော့အွန်ချိုးဖေကသူတို့အားလုံးကိုကယ်ခဲ့တာအတွက်သူကိုယ်သူစတိလိုက်တာလို့ပြောနေခဲ့ပါတယ်ဒါကြောင့်သူတို့အားလုံးတသက်လုံးအွန်ချိုးဖေကိုမမေ့ပဲရှင်းတန်ပြီးသွားမှာပါလို့ပြောလိုက်ပါတယ်လူတွေအများကြီးကမမေ့ပဲအမှတ်ရနေတေချာပေါက်ကောင်းတဲ့နေရာကိုသွားမှာပါလို့ပြောနေခဲ့ပါတယ်အန်နောင်ဟာရီကဆက်ငုံမနေတော့ပဲမိချင်းကိုခေါ်ပြီးတော့သူတို့ကစီနီယာတွေမို့လို့ထွက်ပြေးဖို့နေရာရှာကြည့်ကြမယ်လို့ပြောပါတယ်အဲဒါကြောင့်ဟာရီနဲ့မိချင်းကဘယ်ညာခွဲပြီးတော့ရှာပါတယ် ။ဆူရကမီချင်းကိုတားပြီးတော့သူရှာပေးမယ်လို့ပြောပေမဲ့မီချင်းကတော့လက်မခံခဲ့ပါဘူး။အဲဒါကြောင့်မီချင်းကပဲအကြီးပြီးပြီးလမ်းပေါက်ရှာပေးခဲ့ပါလိမ့်။အဲနောက်မိုင်တွေနဲ့အွန်ဂျိုကတော့အဖေကိုဆုံးရှုံးလိုက်ရတာဖြစ်တဲ့တော့ဘလို့ပဲဖြစ်လာဖြစ်လာဘသူမှရှေ့မတက်ဘသူမှစရေမခံရရင်ကောင်းမယ်လို့ပြောနေပါလိမ့်။ပြီးတော့သူတို့အနေနဲ့တယောက်အောက်ရဲ့ကျေးဇူးနဲ့ရှင်သန်နေရတာပင်ပန်းတာမလို့ဘာမှလည်းလုံမပေးနိုင်ဘူးလို့ပြောနေခဲ့တာပါ။အွန်ဂျိုတော့တေးသွားတဲ့လူကျေးဇူးနဲ့ကောင်းကောင်းနေရတာတကူကောင်းဆန်နေရလို့ခံစားပြီးတော့သူတို့စိတ်ညစ်ပြီးတေးခြင်းတော့မတေးနိုင်ဘူးမလားလို့ပြောနေပါလိမ့်။အဲနောက်ချောင်းဆန်းတော့အရာတွေကို ။ဦးချိုပြောခဲ့လိုပဲဒီကနေလွတ်လွတ်အသက်ရှင်မှပြောရင်းနဲ့ငိုကြမယ်လို့သာပြန်ပြောလိုက်ပါတယ်။ចောင်းဆန်းဒီကလွတ်လွတ်တန်ရှင်းပြီးရင်ဓမင်းစားပြီးရင်ဖြစ်ဖြစ်အဲ့ဒီចောင်းนี่ပြောကြအောင်ပါလို့ပြောလိုက်တာပါ။အဲနောက်ចောင်းဆန်းသူ့ကိုဦးချိုမေးခဲ့တဲ့သဘင်ချတဲ့ပုံစံကဘယ်ဘက်ပိုကောင်းတယ်လို့ပြောလိုက်ပါတယ်။ဦးချိုကတော့မမှတ်မိတဲ့အတွက်အတင်းမေးနေပေမဲ့ចောင်းဆန်းမနှက်ပြန်မှပြောပြမယ်လို့ပြောလိုက်ပါတယ်။တပတ်မှတော့ ጉ ီနန်ပွဲကြည့်အောင်ရောက်လာပြီးတော့ចောင်းဆန်းကိုလာရှာပါတယ်။ဒါမှလည်းចောင်းဆန်းတို့မတွေ့တာကြောင့်အခန်းတိုင်းကိုလိုက်ရှာကြည့်နေခဲ့ပါတယ်။ပြီးတော့ ጉ ီနန်တယောက်ចောင်းဆန်းတို့အဖွဲတဲကဂျုံရောင်းကိုမြင်လိုက်ပါတယ်။ အားကြောင့်ဂွီနန်ဇွန်ဘီဖြစ်သွားတဲ့ဂျွန်အောင်ကိုမြင်တဲ့အတွက်အနောက်ကနေပိတ်ကန်ထလိုက်ပါတယ်။အဲနောက်ဂွီနန်တကားပြင်ရောက်လာပြီးအနန်တစ်ခုကိုခန်းစားမိသွားပါတယ်။အဲဒါကြောင့်ဆောက်လက်ဆအဆောက်အုံနဲ့ဒေးနစ်ကွင်းရှိတဲ့ဘက်ကိုဂွီနန်လေးတချုံချုံနဲ့သွားနေခဲ့ပါပြီ။တပတ်မှလည်းစစ်တပ်သားတွေနဲ့ဗိုလ်မှူးကြီးကဇွန်ဘီဂျဲဂျွန်နဲ့အုံးကြီးတို့ကိုစစ်ဆေးနေပါတယ်။အတန်လိုက်24 KHST မြင့်တဲ့ခါမှာအုံးကြီးကတော့နောက်သေးပိတ်ထားခဲ့ပြီးဂျဲဂျွန်ဇွန်ဘီကတော့အတန်ရှိအားစီကိုသွားနေတာပါ။အုံးကြီးကတော့မှန်ကိုထုပြီးတော့အိုက်တန်ကိုပိတ်ပေးဖို့တောင်းဆိုနေပါတယ်။ တို့ကဟိုဆန်းတခွင်တီညာ18ခုမှာစမ်းသပ်ခဲ့ပုံရ 24kh ကိုအမြင့်ဆုံးတုံပြန်မှန်းရှာတွေ့သွားကြပါလိမ့်။အိုင်နာမော်စစ်တပ်ကအတန်လိုင်းတွေထုတ်လွှင့်ပြီးတော့ကူးစက်ခံသူတွေကိုပြစ်မှတ်တီညာရေးစီခေါ်ကာပောက်ကွဲမှုအနည်းဆုံးနဲ့တက်ရောက်မှုအားကိုမြင့်တင်မှုလုပ်ပါတော့မယ်။တပ်သားကတော့ပြစ်မှတ်တီညာကို၄ခုထားပြီးတော့ဟိုဆန်းလန်းစုံအားကစားကွင်းဟိုဆန်းထထန်းကျောင်းနဲ့ဟိုဆန်းအနာဂတ်တက္ကသိုလ်တို့အဓိကပောက်ခွဲဖို့ပြောနေပါလိမ့်။အိုင်နာဘုံမူရဗနယောက်ခံမန်းကြီးထိခိုက်နိုင်လဲလို့မေးလိုက်ပါလိမ့်။တပ်သားတို့ဟိုဆန်းမှာလူကြီး3000ရှိပြီးတော့ ဒီတန်စကမ်းမှာတော့တသိန်းတသောင်းရှိနေတာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါတော့ခမန်းကြီးထိခိုက်သူအယောက်6000လောက်ရှိမယ်လို့တပ်သားတွေကတွက်ချက်ပြပါတယ်။ပြီးတော့အယောက်5000ကကူးဆက်ခံထားပြီးတော့တသောင်းတော့ကူးဆက်မခံရတာဒါမှမဟုတ်လက္ခဏာမပြသေးတာတွေပါလို့တပ်သားကရှင်းပြပါတယ်။အဲဒါကြောင့်ဘုံကျဲပြီးတဲ့နောက်မှာကျန်တာတွေကိုရှင်းဖို့မြေပြင်တပ်တွေကိုပို့လိုက်မယ်လို့ဘုံမူကြီးကိုပြောလိုက်ပါတယ်။ဒါမဲ့ဘုံမူကြီးကတော့ဆက်စင်မစားတင်ငင်ထိကိုကယ်ဆယ်ရေးကိုမရက်ဖဲဆက်လုပ်ပေးဖို့အားလုံးကိုမှားလိုက်တာပါ။အဲဒါမှမဟုတ်နမ်ရာဇုံမီပြင်းနဲ့ပြောင်းလဲလာပြီးတော့ပြင်းထန်တဲ့နာကျင်လိုခံစားနေရပါတယ်။ နန်ရာတယောက်ဘိုက်စားလာအောင်စိတ်ထဲကနေစူရောကိုစားလိုက်ဖို့တိုက်တွန်းစိတ်ကလည်းပြင်းပြနေပါပြီနန်ရာတော့စူရောလေပင်းကိုကြည့်နေပြီးတော့အနံ့ရသာနဲ့ပြေးဆုံးနေသွေးချိုးကိုကိုက်ချလိုက်ခြင်းနေပါတယ်နန်ရာစိတ်ကတော့ဘိုက်စားနေအောင်ဘာမှမဖြစ်ဘူးစားပြလိုက်လို့တိုက်တွန်းနေတာပဲဖြစ်ပါတယ်ဒါတော့နန်ရာနဲ့စူရောနာကတ်သွားပြီးတော့စူရောကိုမကိုက်လိုက်ပဲစိတ်ကိုထိန်းချထားပါတယ်အဲနောက်နန်ရာစိတ်ပြောင်းလို့သူ့လက်သူပဲပြန်ကိုက်ချလိုက်ပါတယ်နန်ရာတယောက်လက်မှာသွေးတွေမတရားထွက်လာပြီးတော့ဇွန်ဘီကိုက်လို့အသားစားပါပဲထွက်သွားတာပါလက်ကိုက်ပြီးတော့ငြိမ်နေနန်ရာဒီလိုဖြစ်နေအောင် တခြားသူတွေမသိခင်ဆူယောကတီးသွားပါလိမ့်အဲနောက်မျက်ရည်လေးကျပြီးတော့ကြောက်နေနန်ရကိုဆူယောလည်းဖတ်ပြီးတော့အစင်ပြေတယ်လို့ပြောနေခဲ့ပါလိမ့်နန်ရတော့သူပြောင်းလဲလာတာကြောင့်အစင်မပြေပဲကိုက်မိမအောင်ကြောက်နေခဲ့တာပါဒါမဲ့ဆူယောကတော့နန်ရသာနောက်တစ်ခါဖြစ်လာရင်သူ့ကိုပဲကိုက်လိုက်ဖို့ပြောလိုက်ပါလိမ့်နန်ရတော့တခြားသူတွေကိုရောဆူယောကိုပါကိုက်မိမကြောက်ပြီးတော့ထွက်ပြေးဖို့စူးစမ်းနေရကြောင့်ဆူယောကတော့အတင်းချုပ်ထားလိုက်ပါလိမ့်တကယ်လို့နန်ရာသာသူ့ကိုကိုက်လိုက်ရင်သူလည်းနန်ရာလိုပြက်သွားမှာပဲလို့ဆူယောကပြောပါတယ်။အဲနောက်မီဂျင်းနဲ့ဟာရီလည်းလမ်းရှာပြီးတော့ပြန်ရောက်လာခဲ့ပါတယ်။ ဇောကတော့ကြားသူတွေသတိမထားမိအောင်ပြောင်းလဲလာတဲ့နန်ရရဲ့ဇုံမီမျက်လုံးတစ်ဖက်ကိုအဝေးစားနဲ့စီးပေးထားပါတယ်။မိချင်းတို့ကတော့ဝူချင်းတို့စီလာပြီးတော့လန်တလန်တွေးလာပြီးတော့မြေအောင်ခန်းထဲကြနေရကြောင်းတန်တိုင်းတွေနဲ့ခုံမရဘူးလို့ရှင်းပြနေပါတယ်။ကြောင်းပန်းမျက်နှာမူထားတဲ့ဘက်ကတော့မစင်းစားတော့ပဲအောက်မှာဇုံမီတွေပြေးနေကြောင်းစင်းရင်ထေသွားနိုင်တယ်လို့ပြောပြနေပါတယ်။ပထမတပ်မှာတော့တောင်ကိုသွားတဲ့တကားရှိပြီးတော့အဲဒီကသွားမှရမယ်လို့ဟာရီကပြောလိုက်ပါတယ်။အထဲမှာကလည်းဇုံမီတွေပြေးနေကြောင်းသူတို့အုပ်စုလိုက်တဲ့ပထမတပ်ကိုဆင်းဖို့ကလည်းမဖြစ်နိုင်ပါဘူး။ ။ကျောင်းဆန်းတော့ပရင်းပေါတွေကိုတတ်သွားရင်ခေါင်းမိုးရောက်နိုင်လားလို့မေးပါတယ်။အဲဒါကြောင့်တရားဥပဒေသားအိုက်ကိုတတ်ပြီးအော်ရင်တော့ဇိုဘီတွေကလိုက်လာမှာမလို့ဒီမှာလွတ်ပြီးတော့ဂျန်တဲ့သူတွေထွက်နိုင်လိမ့်မယ်လို့ပြောပါတယ်။အွန်ဂျိုကတော့အဖေကိုမျက်စိရှိတဲ့ဆုံးရှုံးခဲ့ရတာကြောင့်တရားရောက်အနေနာခံပြီးတော့လုံအောင်မမျိုးကိုထပ်မလုပ်ဖို့တားပါတယ်။တကယ်ချင်းနေအားလုံးကလည်းအရှိကနမူနာတွေအတွက်အွန်ဂျိုပြောတာကိုထောက်ခံပြီးတော့အတူတူပဲရှင်းသားမှုဆုံးဖြတ်ထားလိုက်ကြတာပါ။အဲဒါကြောင့်မိချင်းကတော့ဒီမှာစောင့်နေကြမယ်လို့ပြောလိုက်ပါတယ်။ဟာရီကတော့စောင့်နေနီးလန်းရှိလာမှလားလို့မေးလိုက်တာပါ။မိချင်းကတော့မနေ့ကလို့မိုးရွာလာရင်တန်သိမ့်မကြရတော့ဘူးလို့ပြောပါတယ်။ ဟာရီကတော့ဘယ်အချိန်မိုးရွာမှန်းမှမသိတာလို့ပြန်ပြောပါတယ်။ဒါမဲ့ကလေးရင်းနဲ့မိချင်းမျောလင်းချက်အပြစ်နဲ့ကောင်းကင်ကိုကြည့်တဲ့အခါမှာရန်ကိုရှင်းလင်းပြီးတော့မိုးရွာနိုင်ခြေကတော့တုံညပဲရှိပါတယ်။အဲနောက်နမ်ရာတခုခုကြားလိုက်တာကြောင့်ချက်ချင်းအကာအကွယ်ယူဖို့ပြောလိုက်ပါတယ်။အဲနောက်စစ်တပ်ရဟရင်ဘော်ကနေအားကစားရုံဟိုဆန်းထက်တန်းချောင်းအနာကတ်ဂိုးလိမ့်နဲ့ဟိုဆန်းလမ်းတုံမှာပောက်ကွဲမှုတွေရှိနိုင်တာကြောင့်ဒါအောင်ကြားတဲ့သူတွေကအနီးနားကဘူတာအောင်မြေရောက်ကားပါကင်းနေမှာအကာအကွယ်ယူပြီးတော့နေဖို့အတွက်လိုက်អော်ပြောနေတာပါ။နမ်ရာလည်းမကြားခင်မှာပောက်ကွဲမှုရှိလာနိုင်တယ်ဆိုတဲ့အကြောင်းသူကြားသမျှအကုန်လုံးကိုပြောပြနေပါတယ်။ အဲဒါကြောင့်ဝူချင်းလဲစစ်တပ်ကဒုံးကြီးတွေသူတို့စီလွတ်တော်မာလာလို့မေးလိုက်ပါတယ်။မိချင်းတို့ကလည်းသူတို့ဘာသာတော်ကာကွယ်မဲ့နေရောကာကွယ်ယူခိုင်းတာကြောင့်စိတ်တွေညစ်နေပါပြီ။ဒဲဆိုလဲဖောက်ခွဲမဲ့အချိန်ကိုကြားလိုက်လားလို့မေးတာကြောင့်နန်ရာလည်းအချိန်ကိုမပြောပေမဲ့လူတွေကိုဘေးကင်းရပြောင်းဖို့ပြောနေရလို့ပြောပြပါတယ်။အဲနောက်ဘဲဟူသွားမှမသိအန်နေရီကြီးပဲကြုံနေရတဲ့ចောင်းသားတွေအကုန်လုံးအကြက်ရိုက်ပြီးတော့စဉ်းစားအခက်ကုန်ပါ။တိမ်မကြခင်မှာပဲစစ်စင်စပြီဖြစ်လို့စစ်တပ်ကအတန်လိုက်နေဖွင့်ပြီးတော့ viewer အတိုင်းစပြီးတော့လောက်ကိုင်းနေကြပါပြီ။အဲနောက် viewer လေးတွေကိုစလွတ်ပြီးတော့ zombie တွေကိုများခေါ်လာနေပါပြီ။ မျိုးတွေမှာရှိများဇွန်ဘီတွေအကုန်လုံးကခုံဆင်းလာကြပြီးတော့လင်းရင်လန်းတိုင်းဟိုဆန်းလန်းစုံစီကိုသွားနေကြပါပြီအဲဒီမှာချောင်းဆန်းကြကြော်ဆိုင်တဲကဟီဆူးဇွန်ဘီတော်မှာပါလာပါသည်တွေတပတ်မှလည်းဟဲဦးကစိုးရင်ပြီးတော့သူတို့ကုံတရားတော်မှာလာလို့မေးနေခဲ့ပါတယ်ဦးဂျိုလည်းဗမာရှောင်းအောင်လည်းပြောလာလို့နန်ရောင်းမေးပါတယ်နန်ရောင်းတော့သူကြားတဲ့အတိုင်းဘူတာအောင်မီအောင်ကားပါကင်တို့ရှောင်းခိုင်းကြောင်းပြန်ပြောပြလိုက်ပါတယ်ကျောင်းသားတွေကတော့သွားစရာနေရာတော့မရှိတဲ့ဟောင်းဘလို့လို့ကာဝေးရွာမလဲမသိတာကြောင့်ပေါက်ကွဲမဲ့ဟာကိုစိတ်ပူနေကြပါဘူ အဲ့ချိန်အဆောင်အတွင်းထဲကနေချောင်းဆန်းကိုအတန်တကြီးနဲ့အော်ခေါ်ဆန်းကြားလိုက်တာကြောင့်ချောင်းဆန်းလဲဂွီနန်မန်းတိပြီးတော့ဒုတ်ချောင်းရင်ကောက်ကင်ထားလိုက်ပါတယ်။တဲဆူတို့လဲဂွီနန်တို့ကောင်ကသေးုံမသေးနိုင်ဘူးလို့တွေးပြီးတော့သူတို့တွေအန်ဒီရီဝိုင်းနေသူတို့ခန်းစားလိုက်ရပါတယ်။တကယ်လဲဂွီနန်ရောက်လာတာကြောင့်ချောင်းဆန်းနဲ့ဆူရောတို့တိုက်ခိုက်ရပြန်ပါတယ်။ဒါပေမဲ့နေရာကျတဲနေပြီးတော့ဂွီနန်တော့အားဖို့ကောင်းလာတဲ့အတွက်ချောင်းဆန်းတို့ဒုက္ခရောက်နေရပါတယ်။ဆူရောကတော့ချောင်းဆန်းကိုကူတိုက်ခိုက်ပေးပေမဲ့ဂွီနန်တွန်းထုတ်လိုက်တာကြောင့်ဆူရောအောက်ပြုတ်ကြမတတ်ဖြစ်သွားပါတယ်။အဲ့ချိန်လေရင်လေးတွေကြောင်းလဲဝင်လာပြီးတော့ ចောင်းលីចောင်းមៀဇုံមីរីកုံលងកអតានចាណោកូលៃទွားចាបារូរីឆောင်းសានមីណែអ៊ុនជូអភីកៀងស៊ូជុនយ៉ောင်းណានរាជីមីណូបាវិនဇုံមីរីអាចောင်းវិនជីដែរមកលេងរីឈីដែរនារកូស៊ូនីចាបាប៊ីដើមមកលេសយោកូមីជីនូរីកស្វេធូពីរមកណែបោកូបៀនខូយ៉ាបាដើមគ្វីណានរឆောင်းសានអូកៃមីណូអោកូលុតឆាបូលោបារូរីအဲ့တော့အွန်ဂျိုကစိတ်ပူပြီးတော့အော်နေရာကြအောင်အားလုံးကချောင်းဆန်းကိုကယ်ဖို့စူးစမ်းပေးမယ်။ဂွီနန်တော့ချောင်းဆန်းလက်ကိုကိုက်ပြစ်လိုက်ပါလေ။ဒါကြောင့်ဂွီနန်ကိုက်လိုက်တဲ့အချိန်ကနာပြီးတော့ချောင်းဆန်းလက်အော်ဟစ်ပါတော့တယ်။ ဂွီနန်တော့ဆွဲဖဲကိုက်ပြနေအောင်နာကျင်လို့လို့ဘာအောင်မှမပြေတော့ပဲချောင်းဆန်းအသက်ကုန်းအော်နေရတာပါဒါမဲ့ချောင်းဆန်းလဲလဲပင်းကိုဂွီနန်ထပ်ကိုက်ဖို့ကြိုးစားချိန်မှာအတန်လိုင်းကောင်ဂွီနန်ရောနန်ရာဘာနားရီဥပြီးတော့လဲကြသွားကြပါလိမ့်အဲ့ချိန်မှာအခွင့်အောင်းကြသွားတဲ့ချောင်းဆန်းဂွီနန်ကိုအောက်ဆုံးတက်ပြုတ်ကြအောင်တွန်းထုတ်ပစ်လိုက်ပါတော့တယ်ဒါမဲ့တစ်ဖက်မှာလဲဇွန်ဘီတွေစုပြီးလို့အကုန်လုံးအသေးနေထားဖြစ်နေရကြောင်ဘုံမူကြီးကအမိန်ပေးလိုက်ပြီးတပ်သားတွေလဲဘုံချပစ်ဖို့အတွက်စတင်ပါတော့တယ်အဲ့နောက်မှာတော့ချောင်းဆန်းတော့အကိုက်ခံလိုက်တဲ့သူ့လက်သူပြန်ကြည့်ပြီးတော့တဖြည်းဖြည်းအနောက်ကိုစုပ်သွားခဲ့ပါတယ် တို့နဲ့ချောင်းဆန်းတယောက်တငယ်ချင်းနေနဲ့ဝေးရောက်သွားနေပြီမယ်။အွန်ကျိုကတော့ချောင်းဆန်းဘာမှဖြစ်ပေအဆင်ပြေတာမလို့တို့နဲ့ပဲနေဖို့ပြောနေခဲ့တာပါ။အဲနောက်ချောင်းဆန်းတော့အွန်ကျိုကိုကြည့်ပြီးတော့ဒီနေ့ဒီနေရာမှာဘသူမှထပ်မသိစေရတော့ဘူးလို့ပြောလိုက်ပါလေ။ဒါမဲ့အွန်ကျိုကတော့ချောင်းဆန်းကိုပေးမပြောပဲဒါအောင်မနဲ့ဖြန်မှပြောကြမယ်လို့ပြောလိုက်တာပါ။တဲဆူနဲ့တငယ်ချင်းတွေလည်းချောင်းဆန်းကိုကြည့်ပြီးတော့ဝမ်းနဲ့နေကြပါလေ။အဲနောက်မှာတော့ချောင်းဆန်းသူ့နာမည်ကပ်ပြားလေးကိုဆွဲဖြုတ်ပြီးအွန်ကျိုကိုလက်ထဲထည့်ပေးခဲ့လိုက်ပါလေ။ပြီးတော့ချောင်းဆန်းကသူ့နာမည်ကပ်လေးကိုတေချာတိန်းထားဖို့အွန်ကျိုကိုမှားလိုက်ပါလေ။ ဂျိုနဲ့ချောင်းဆန်းလဲအုံချိုးကပ်ပြားလေးကိုလက်ထဲဆုပ်ကင်ပြီးတေချာတိန်ထားလိုက်ပါမယ်လို့ပြောရင်းနဲ့ငိုနေခဲ့ပါလေ။အဲနောက်ချောင်းဆန်းအုံချိုးကိုဖတ်ပြီးတော့ငိုရင်းနဲ့နှုတ်ဆက်အနမ်းပေးလိုက်ပါလေ။ချောင်းဆန်းတော့ပရင်းပေါက်ကနေအထဲကိုကြော်ဝင်ပြီးတော့သူ့အသီးစိမ်းနဲ့သူထွက်သွားဖို့လုပ်နေချိန်မှာပဲသူ့ကိုကြည့်ပြီးတော့ငိုနေတဲ့အုံချိုးပဲပြန်လှည့်ပြီးတော့တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါလေ။ဒါမှလည်းသူတို့နှစ်ယောက်ရဲ့မြင်ကွင်းကိုကြည့်နေကြတယ်တငယ်ချင်းတွေလည်းချောင်းဆန်းအတွက်ရောအုံချိုးအတွက်ပါဝမ်းနဲ့မျက်ရည်ကျနေကြပါလေ။အဲနောက်ချောင်းဆန်းအုံချိုးကိုသူ့နားခွာအောင်တငယ်ချင်းတွေဘက်ကိုတွန်းထုတ်ပြစ်လိုက်ပါလေ။ ။ဝန်ကျိုးစုရောက်ကိုစောင့်ရှောက်ခိုင်းလိုက်ပါလေ။ပြီးတော့စုရောက်ကိုတငယ်ချင်းအားလုံးခေါ်ပြီးတော့ပထမတက်ကိုတွားခိုင်းလိုက်ပါလေ။အဲနောက်ချောင်းဆန်းတော့အထဲဝင်ပြီးတော့အဆောင်တွေကဇုံဘီတွေအားလုံးကိုများခေါ်နေခဲ့တာပါ။ဒီလိုနဲ့ဇုံဘီတွေများခေါ်နေတဲ့ချောင်းဆန်းကတော့ဒီနေ့ချောင်းမှာသူကအပျော်ဆုံးလူပါပဲလို့ဩပြောပြီးဇုံဘီတွေထွက်လာအောင်လှုပ်လိုက်ပါလေ။အဲနောက်ဇုံဘီတွေထွက်လာပြီးတော့ချောင်းဆန်းလည်းဘော်ဒတ်တနရာကိုများခေါ်သွားပါလေ။တငယ်ချင်းတွေလည်းအဲတော့မှထွက်လာနိုင်ပြီးတော့ပထမတက်ကိုတွားနေကြပါလေ။ချောင်းဆန်းတော့အော်ဟိနဲ့အပေါ်တက်ကိုပြေးတက်ပြီးတော့အထက်တိုင်းမှာရှိများဇုံဘီတွေကိုမျှခေါ်နေခဲ့တာပါ အဆောင်အောက်ထပ်မှာလဲချောင်းဆန်းလက်ချက်နဲ့ပြုတ်ကျနေတဲ့ဂွီနန်တယောက်ဘိုက်ကိုတန်ချောင်းဆိုက်ပြီးတော့လဲနေရာကနေပြန်ထလာပါတယ်အဲနောက်ဂွီနန်ပြန်ထလာပြီးတော့တရွေ့ရွေ့နဲ့အထဲကိုလာနေခဲ့ပါတယ်တပတ်မှာလဲပေါ်ဆုံးကြီးရောက်လာတဲ့ချောင်းဆန်းတော့တန်တိုးတစ်ချောင်းနဲ့သူ့နောက်လိုက်လာတဲ့ဇွန်ဘီတွေကိုချနေခဲ့ပါတယ်ချောင်းဆန်းတော့တိုက်ခိုက်နေတဲ့မနိုင်တော့တဲ့အတွက်ဓာလီကားဆောက်ဖို့လှုပ်ထားတဲ့ဘက်ကိုခုံကူးသွားပါတယ်ဇွန်ဘီတွေကတော့ချောင်းဆန်းဘက်ကိုလာရင်းနဲ့အပေါက်ထဲကိုတကောင်ပြီးတကောင်ပြုတ်ကျသွားပါတယ်ချောင်းဆန်းတော့တောင်းကန်နေရာလေးကနေအတန်ပေးပြီးတော့ဇွန်ဘီတွေပြုတ်ကျအောင်စက်တိုက်လုပ်နေခဲ့ပါတယ် ။ဒါပေမဲ့လည်းចောင်းသားတွေကပထမထက်ကနေတောင်ရှိအဘက်ကိုပြီးသွားကြပါပြီ။ဂွီနန်ကတော့ပထမထက်ရောက်လာပြီးအနံလိုက်ခံနေတုံးပါပဲ။အဲနောက်မှာတော့ចောင်းသားတွေကတောင်ရှိအကိုပြေးပြီးတော့ចောင်းပိုင်နဲ့နေမီတဲကနေထွက်သွားနိုင်ခဲ့ကြပါလေ။ဦးဂျိုကတော့ကြံနေခဲ့တဲ့ចောင်းဆန်းကိုလှည့်ကြည့်ရင်းနဲ့ပဲပါသွားခဲ့ပါလေ။ចောင်းဆန်းတော့အကိုက်ခံရတဲ့အတွက်သွေးထွက်နေပြီးသူရှိကိုလည်းဂွီနန်ကထပ်ပြီးတော့တဖန်ရောက်လာပြန်ပါပြီ။ဂွီနန်တော့ចောင်းဆန်းကိုသာတတ်ပြစ်နိုင်ပြောစရာကောင်းမယ်ထင်ခဲ့ပေမဲ့အခုတော့ပြောစရာမကောင်းလဲတတ်မှာပဲလို့ပြောလိုက်ပါလေ။ချောင်းဆန်းတော့ဂွီနန်ကိုကြမ်းတမ်းချင်အောင်ဆောင်းမဒီနဲ့လို့ပြောလိုက်တာပါ။ ဂွီလန်ဒီလိုလုံးလဲခမ်းမမက်ခလန်းလန်းလို့ဘသူကမှအသိမှမပြူချောင်းချောင်းဆန်းကပြောလိုက်ပါလေချောင်းဆန်းကတော့ဂွီလန်ဒီလိုလုံးနေတာတွေကချောင်းကြီးကိုတတ်လိုက်တာလူတွေအသိမှကြောက်လို့လားလို့မေးလိုက်ပါလေဒီလိုတွေလုံးနေတဲ့ဂွီလန်ကိုငါကြောက်ပဲလို့ချောင်းဆန်းကပြောပြီးတော့ညီကြီးဘော်ကတဲတွေကိုလက်နဲ့ဆုပ်ပြီးတော့ကုန်းထားလိုက်ပါလေချောင်းဆန်းတော့သူ့ဘွားမှကြောက်တာမရှိလို့ဂွီလန်ကိုလည်းကြောက်စရာမလိုဘူးလို့ပြောလိုက်တာပါအဲကြောင့်ဂွီလန်လည်းချောင်းဆန်းကိုတိုက်ခိုက်ဖို့လာတဲ့ချိန်ချောင်းဆန်းလက်ထက်ကတဲတွေနဲ့ဂွီလန်မျက်လုံးကိုပတ်လိုက်ပြီးတော့တန်တုံးနဲ့ရင်ဘတ်ကိုစောင့်ထိုးပစ်လိုက်ပါလေအဲနောက်မှာတော့ဂွီနန်ကဘလို့တတ်တတ်မရတဲ့အတွက် ချောင်းဆန်းအိုကဲနဲ့ထူပြီးထွက်ပြေးပြီမြန်ပြန်ရှင်တန်လာပြန်ပါလေချောင်းဆန်းလည်းဂွီနန်တက်ဖိတာခံလိုက်ရပြီးတော့ဇတ်တိုက်ထိုးနဲ့ခံရရပါလေအဲနောက်ဂွီနန်သူ့ကိုချောင်းဆန်းလှုပ်ခဲ့တဲ့အတိုင်းချောင်းဆန်းရဲ့မျက်လုံးကိုလက်နဲ့အတင်းထိုးပေါက်ပြီးတော့ကန်းအောင်လှုပ်ပြစ်လိုက်ပါတော့လေလာချင်းလုံးနာကြောင့်ငေးတန်းပေါင်းအိုဟိနေခဲ့တဲ့ချောင်းဆန်းလည်းဂူကေယာမဲ့သွားခဲ့ရပါပြီအဲနောက်ချောင်းဆန်းအတင်းထွက်ပြေးနေပြီမြန်ဘလို့မှမထနိုင်ဖြစ်နေခဲ့ပါလေဂွီနန်တော့မထနိုင်ပဲဒိုးတိုက်ထွက်ပြေးနေရတဲ့ချောင်းဆန်းကိုကြည့်ပြီးတော့ထွက်ပြေးနိုင်ပေးရှင်မယ်လို့ပြောလိုက်ပါလေဒါမှမဟုတ်လဲစစ်သားတွေကဇွန်ဘီတွေကိုတတ်မှတ်ထားတယ် အားစားခံမအောင်ခေါ်လာပြီးတော့ဘုံဖောက်ခွဲပစ်လိုက်ပါတော့တယ်။အဲနောက်ဟိုဆန်းလန်းစုံမီးရဲ့ကောလိတ်ဟိုဆန်းထထန်းចောင်းတွေပါဖောက်ခွဲပစ်လိုက်တော့တာပါ။ကြီးမားတဲ့ပေါက်ကွဲမှုကြီးနဲ့တူចောင်းရုံအကုန်လုံးပျက်စီးသွားခဲ့ပါတော့တယ်။ចောင်းဆန်းတော့ဂွီနန်းကိုတွဲဖက်ပြီးတော့သူနဲ့တူအောက်ကိုခေါ်ချသွားကမီးရဲ့အပါခံလိုက်တော့တာပါ။တောင်ဘက်ရောက်သွားတဲ့ចောင်းသားတွေကတော့အပျက်စီးတွေပြုတ်ကြလာတာတွေကနေကာကွယ်ယူနေရပါတယ်။အဲနောက်ဆက်စင်းလဲပြီးမြောက်သွားတာကြောင့်မနက်ဖြန်မှာတပ်သားတွေလွတ်ပြီးတော့ရှင်းလင်းစားဖို့ဘုံမူရမိန်ပေးလိုက်ပါတယ်။ဘုံမီကတော့သူမအိတ်တာကြာပြီမို့လို့အိတ်ဖို့လိုနေတဲ့အတွက် တတ်သားကိုပဲဆက်ပြီးတော့လှုပ်ဖို့အမိန်ပေးလိုက်တာပါဘုံကြောင့်ဟိုဆန်းလူကြီးရဲ့၄၀ရာခိုင်နှုန်းတေဆုံးသွားပြီလို့ပြောတာကြောင့်အမတ်ကြီးလည်းဒေါသထွက်ပြီးတော့ဘုံမူကြီးကိုလူတတ်သမားလို့ခေါ်လိုက်ပါတယ်အမတ်ကြီးကဒေါသကြီးထွက်ပြီးတော့ဘုံမူကြီးရဲ့ကော်လံဝါဆွဲကရန်တွေးတော့တာပါဘုံမူကြီးကတော့ခုချိန်ဘသူကဟိုဆန်းပြည်သူတွေကိုနှစ်သိမ့်ပေးနိုင်မလဲဆိုတာစဉ်းစားပြီးဖြစ်လို့အမတ်ကြီးစီလာတာပါလို့ပြန်ပြောပါတယ်အဲဒါကြောင့်ဟိုဆန်းပြည်သူတွေကိုတောင်းမယ်မာလို့ပြောပြီးဖို့အမတ်ကြီးကိုတောင်းဆိုလိုက်တာပါဒါရီကိုတစ်ဖက်ခန်းကအမှုစိတ်ရဲကလည်းကြားသွားပါတော့တယ် အဲနောက်ဘုံမူကြီးကသူ့ရဲ့အခန်းထဲမှာသူ့ရဲ့ဝေဆောင်ပြည့်ဝေဆင်ပြီးတော့ကင်မရာရီကော့တွင်းလိုက်ပါလေဒီနေ့မှာဗိုင်းရပ်စ်ကိုဖန်တီးခဲ့တဲ့သူတွေဒီအီပြောင်ချမ်းရဲ့နောက်ဆုံးဗီဒီယိုကိုကြည့်ခဲ့ရတယ်လို့ဘုံမူကြီးကစပြောပါတယ်ဆရာကြီးကဘိုးကူးခန်းနဲ့သားနဲ့ဇနီးကိုကဲဖို့ကြိုးစားပေမဲ့ကြာဆုံးသွားတာကြောင့်နောက်ဆုံးဆုံးမချက်ကိုချလိုက်ရတာလို့ပြောပြနေပါတယ်အဲဒါကတော့ဆရာကြီးကသူ့သားနဲ့ဇနီးကိုတောင်းပန်ပြီးတော့ငိုနေရင်းမီးရှို့တတ်ဖို့လှုပ်ခဲ့ရတာပါဘုံမူကြီးကတော့ဆရာကြီးရဲ့ဆုံးမချက်ကိုလေးစားပြီးတော့အဖေတယောက်ခင်မုန်းတဲ့တယောက်အနေနဲ့ဘသူ့ကိုမှမတတ်နိုင်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ် ဒါမဲ့သူကတော့စစ်သားဖြစ်တာကြောင့်ဟိုဆန်းကိုဘုံခွဲခဲ့ရတာဖြစ်ပြီးဘသူမှလည်းဘုံခွဲဖို့မညွန်ကြားခဲ့ဘူးလို့ဝန်ခံလိုက်ပါတယ်ဒါတော့ဘုံမှုတယောက်အနေနဲ့ကိုပိုင်ဆုံးဖြတ်ချက်တိုင်းလုပ်ခဲ့တာမလို့အားလုံးကိုတောင်းယူပါတယ်လို့ပြောပြီးတော့ record ကိုရက်လိုက်ပါတယ်အဲနောက်ဘုံမှုကြီးကမိမအကိုဖုန်းဆက်ပြီးအိမ်ကြောင်းလှမ်းပေးခဲ့ပါတယ်ဘုံမှုကြီးကတမိဖြစ်သူကျူရှင်ကိစ္စတွေနဲ့သမင်းချတဲ့ကိစ္စတွေပါရီမောနဲ့မိမနဲ့ပြောနေခဲ့ပါတယ်ပြီးတော့ဘုံမှုကြီးကမိမဖြစ်သူကိုတွေ့ချင်မိတယ်လို့ပြောပြီးချစ်ကြောင်းပြောလိုက်ကဖုန်းချလိုက်ပါတယ်အဲနောက်အန်ဆွဲတဲ့အတနက်ကိုယူပြီးတော့မောင်းချိန်လိုက်ပါတော့တယ် ဘုံမကြီးကတွေးနေရင်းနေပဲတနတ်ကိုသူ့မေးစီကိုချိန်ကမျက်ရည်တွေကျနေခဲ့ပါလေဒီလိုနဲ့ဘုံမကြီးကတော့မိမပို့တဲ့စားရီတော်မဖတ်နိုင်တော့ပဲကိုကိုကိုတနတ်နဲ့အဆုံးစီရင်သွားခဲ့တော့တာပါမိမဖြစ်သူကတော့သူလဲယောက်ျားဖြစ်သူဘုံမူကြီးပေါ်စိတ်ဆိုးမိတာလေးတွေရှိတာကြောင့်ခွင်းလို့ဖို့ပြောပြီးတော့ချက်ချောင်းပြန်ပြောလိုက်ပါတယ်။ပြီးတော့ဘုံမူကြီးကလည်းဘရောအိမ်ပြန်လာမှလေးလို့မေးနေပေမဲ့ရက်စက်တဲ့လောက်ရကြီးလောက်ခဲမိပြီးတဲ့နောက်မှာဘုံမူကြီးကကိုကိုကိုခွင်းမလို့နိုင်တော့ပဲလက်ပြာမလုံနာကြောင့်အိမ်မပြန်နိုင်ခဲ့တော့ပါဘူး။ အဲနောက်မှာတော့ဘုံပေါက်ခွဲတဲ့နေရာတွေမှာပြာရီနဲ့ဒစစီပြန်ကျဲနေအလောင်းတွေကိုတွေ့ကြရမှာပါအဲထဲမှာမြောင်များစွာသောလူတွေရဲ့မိသားစုဝင်တွေချစ်ခင်သူတွေနဲ့ခင်မင်ရင်းနှီးသူတွေလည်းပါဝင်နေပါတယ်ဒါပြင်ချောင်းဆန်းမေအွန်ကျိုးအဖေဂျုံယောင်ကြည်မင်းနာယွန်းမင်းကျဲကြောင်စုတို့လည်းပေါက်ခွဲမှုတွေမှာပါသွားခဲ့ပါတယ်အဲနောက်မှာတော့ဆောက်လက်စားအဆောက်အုံရဲ့ပြာပုံတဲကနေအလောင်းတွေကိုတွေ့ရပြီးတော့အဲထဲမှာချောင်းဆန်းနဲ့သူ့ရဲ့ရန်သူဂွီနန်လည်းပါနိုင်ပါတယ်အဆောက်အုံရဲ့အထက်တနေရာမှာတော့မီးလောင်ပေါက်ကွဲထားတဲ့အလောင်းတစ်လောင်းရဲ့ပြာပုံပေါ်မှာ နောင်အောင်ဂျုံဆိုတဲ့နာမည်ကကလေးကိုတွေးလိုက်ရပါတော့တယ်။ဒါဆိုရင်တော့အရာအားလုံးအဆုံးသတ်သွားတဲ့ဟိုဆန်းမှာတချို့တွေကတော့ချစ်တဲ့သူတွေကိုကာကွယ်နေအသက်ပေးခဲ့ကြတယ်လို့တချို့ကတော့လှုပ်တင်တာတွေလှုပ်ခဲ့ရင်အသက်ပေးဆက်စရီးလိုက်ကြပါပြီ။ဒါလို့ဆိုရင်တောင်ကုန်းပေါ်ရောက်ပြီးလွတ်မြောက်သွားတဲ့ចောင်းသားအဖွဲ့ကရောဟိုဆန်းကနေလွတ်မြောက်သွားမှာလား။ဒီဇုံမီဖြစ်စဉ်ကြီးကတကယ်ပဲအဆုံးသတ်သွားမှာလား။ဘာတွေဆက်ဖြစ်ုံမလဲဆိုတာကိုတော့အပိုင်းစနစ်ဇက်သိမ်းမိုင်းမှာဆက်လက်ရှုစားပေးပါဦးခင်ဗျာ။ โอเคပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျနောက်တစ်ပိုင်းဆိုရင်တော့ဒီ series ကပြီးပါပြီအဲ့တော့နောက်ထပ်တစ်ပိုင်းတင်ဆက်တဲ့အခါမှာစောင့်ကြည့်နိုင်ဖို့ပြီးတော့ဒါပြီးသွားရင်လည်းနောက်ထပ်အမိုက်စား series တွေအစင်းသိမ်းလောက်ထားဖြစ်တဲ့အတွက်ကြည့်ရှုနိုင်ဖို့ကို channel ကို subscribe လုပ်ပေးနာအကောင်လောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးပြီးတော့အချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းညီအောင်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ